ော်နေပါကျွန်တော်ဒီရောက်နေတာတန်လင်းဘက်မှာဖြစ်ပါတယ်နေပေးသွားမှာလဲဆိုတော့ပြည်လက်ခက်ပြာအကြောင်းကိုသွားမှာပေါ့နော်အဲမရောက်တာလဲကြာပြီဆိုတော့အဲအရန်အဝေးလဲမနေနေလာနဲ့ဒီဘက်ပဲနေမယ်လို့ဆုံးဖြတ်ပြီးတော့ရောက်လာတာပါအမှန်ဆိုရင်တော့ဒီသွားပြီးသားခီးတွေရိုက်ပြီးသားနေရာတွေကို ပြန်သွားရတာတော်တော်လေးပြင်းတယ်ထင်ပါပါတယ်ကျွန်တော်ကအဲမဲ့လောလည်းမရိုက်လိုက်ကြာပြီဆိုတော့တော့ရိုက်လိုက်မယ်ကွာပြီးတော့ဘာတွေပြောင်းလဲသွားလဲဆိုတာကိုလည်းပြကျင်တာ ਨੇ ဆိုင်ဖြစ်တာပါဆောင်းလင်းဆိုတော့တော်တော်လေးအေးတယ်ဗျနင်းရတယ်မိုက်တယ်ဘယ်လိုပိုင်းမရတာတော်တော်လေးကြာခဲ့တယ်ဒီမှာပြန်ပြီးတော့ရတယ် တော်တူတူဒီလက်ကဖရာကြောင်လိုက်ခဲ့ဖို့ထိတ်ကုန်ပါရဲ့ ရဲ့ bike ကတော့အပြေဝါရတယ်။နင်းလို့တော်တော်လေးကောင်းတယ်။အေးပြီးတော့ယူလေးတွေအားရှိတုံးပဲဗျ။အခေယာမှာမနက်စာစားမယ်။ မိမနင်းတာကြောက်တော့ငေးတော်လေးနင်းလို့ကောင်းတယ်ဒါမျိုးဆောင်လန်းကနေတဲတဲကြီးလာလို့ရှင်ကျွန်တော်တို့ဈေးလေးတစ်ခုရှိရဲ့ဗျအဲအဲ့ဒီကနေကျွန်တော်ဒီဘဲဘက်ချိုးဝင်လာရင်ဒီလန်းလေးကနင်းလို့ကောင်းတယ်ကျွန်တော်ဘီကနာရိုက်စီဇန်အောင်ကအယောက်40လောက်ရှိတယ်အဲအဲဟောကလည်းဒီလန်းလေးကလာတာပေါ့နော်တော်တော်လေးမိုက်တယ်လှရှိမှရွာလေးလည်းရှိရဲ့ဗျ ီကပြန်ထွက်သွားရင်ဘယ်လိုရမှာလဲဆိုတော့ကျွန်တော်တို့ပါတာကြီးစံပြကြီးရွာအဲလမ်းထိပ်ကိုအဲအဲ့အဲ့ထိပ်ကိုရောက်သွားမှာဗျာအခုဖွင့်နေတဲ့ဒက်ဆက်ကဖျားရှိရဗျာနမမေ့နေဟောဒီမှာစူတောင်းပြေဂျိုက်ကမာဟုတ်တယ်အဂျိုက်ကမော့ဂျိုက်ကမော့တောင်းဖို့ဖျားကျွန်တော်ဒီမှာလာအောင်လှူဘူးတယ်အဲ့ဒီဘီကနာရိုက်လာအောင်ပါ မှိုက်တယ်ရွာလေးရဘယ်ဘက်ဆိုရင်ရန်ကုန်ဘက်ညာဘက်ဆိုရင်ကြောက်တန်းဘက်ပေါ့နော်အဲပါတာကြီးဆံမြကြေးရွာပေါ့နော်ဘောဘက်ကအပြန်ညမှာပြန်မယ်ရှုပ်တော့ ီဘက်ကနေသွားမယ်ပေါ့နော်ကျွန်တော်ခုနကပါတာအီးဆန်မြကြီးကကြော်လာပြီဆိုလို့ရှိရင်အဲကြောက်တဲမြို့မှချူစွာဆိုင်မုတ်ကိုတွေ့မယ်အဲနည်းနည်းလေးဆက်ပြီးတော့သွားမယ်ဆိုရင်ကျွန်တော်ဒီလို point တစ်ခုတွေ့ပါမယ်အဲဒီပိုင်းတွေ့ပြီဆိုရင်ကျွန်တော်တို့ကဘယ်ဘက်ချမ်းနယ်ကိုချိုးဝင်ရမှာပေါ့နော်။ငါကတော့ဘေးတွဲတွေလိုင်းကားတွေအထူးတတိထားပြီပါ။ဆိုင်မရှိ ာနေ carry နဲ့ဝင်လို့ရတယ်။ line ကနားမှာရက်ပေါ့နော်။ airplane ဒီကနေ carry နှားပြီးတော့ဆက်သွားပါ။ဒီနားတော့တော်တော်လေးစီတယ်ဗျ။ဒီနားလေးပေါ့နော်။ကားနဲ့လာရင်တော့မိုက်တယ်ဒီနားကဒေတာစာလေးကိုဝယ်ပြီးပြန်မလို့နော် ုံတိုင်းဒေတာကြီးကြောက်တမ်းမျိုးအဲဒီကောင်လေးတက်မယ်ချိန်အား7နာရီနဲ့28မိနစ်ရှိပါပြီအခုဒီအဲရမ်းပူတယ်လို့မခံစားရသေးဘူးတိုက်လာတဲ့လေးလေးကအေးနေတာဒီဘက်မှာတော့ လေကွင်းနေပေါ့ဒါတော့အမှိုက်ပုံဖြစ်နေဒီကတော့ကျွန်တော်ကသွားဖျားချောင်း၃ချောင်းရှိတယ်ဗျာ၃ချောင်းလုံးကိုဝင်ပြီးတော့ရိုက်ပေးမယ်အဲတခြားလေးပြပေးမယ်ပေါ့နော်အဲအုံမွေးငပြောပွဲလှူမယ်ပေါ့နော်အဲပထမအောင်ဟာကျတော့ကျွန်တော်၂ချောင်းပဲသွားတဲ့ဟာရှိရတချောင်းပဲသွားတာရှိဒီကောက်တော့အဲ့မှာရှိရဖျားချောင်းအကုန်လုံးကိုကျွန်တော်သွားပြီးတော့ရိုက်ပြပေးပါမယ် ြပါဗျာဒီလိုင်းကားနဲ့လာတဲ့လူတွေကခုနထိတ်မှရက်တယ်ပြီးရင်ဘေးရဲတွေငားကြရပါတော့အဲပြီးတော့တစ်ဆင့်ပြန်သွားကြတော့ဒီနာအပင်လေးရန်သဘောကြအာခန်းတီးတွေနင်းနေဟဲ့တွေကောင်းမြင့်တော့ပါ냐တော်ဆုံပါတယ်ဈေးတန်းလေးဖြစ်နေ ကားတွေပိုင်းလည်းလာရင်တော့ဝေးလို့ကောင်းတယ်အဲ့တော့ကဲရောက်ခဲ့ပါပြီဒီနေ့ကတော့ Sunday ဆိုတော့ညမှလာနေမှလားမသိကျွန်တော်ရှင်းဗီဒီယိုမှာတော့တမိုင်းကြောင့်အနှင်းငယ်လေးကိုရှင်းပြထားပြီမြတ်ဒီဗီဒီယိုကြည့်မဲ့သူတွေတဲ့အနှင်းငယ်ပြန်ရှင်းပြရမယ်ဆိုလို့ရှင်ဒီ ီလက်ခက်ဖေးအကြောင်းကပီလက်ခက်ရွာမှာတည်ရှိပြီးတော့ကြောက်တန်းမျိုးကနေ၃မိုင်ခန့်ပွားဝေးပါတယ်။နှစ်ပေါင်း160ကျော်ပြီဖြစ်တဲ့ပီလက်ခက်ဟိန်သူဖေးအကြောင်းရဲ့နာမည်အပြည့်စုံကတော့ပီလက်ခက်ဆရီအန်ခါရဲ Isri Sri Mahamuni Wara ဟိန်သူဖေးအကြောင်းလို့ခေါ်ပါတယ်။1869ခုနှစ်လောက်ကအိန္ဒိယနယ်ပါတမီးလူမျိုးဒေသမားတွေကပီလက်ခက်ဆိုတဲ့ရွာမှာလာရောက်ပြီးတော့အခြေချကြပါတယ်။ချုံတွေတွေတောထနေတဲ့အပင်ရိုင်းတွေကိုခုတ်တွင်ရှင်းလင်းပြီးတော့စိုက်ပျိုးရေးလုပ်ပြီးတော့နေထိုင်ကြပါတယ်။ အဲ့မှာလေသမားကြီးပူကူးစာမိဆိုတဲ့သူကအခုဖခင်ကြောင့်တရှိနေရမှာညောင်မင်းကြီးတပင်နဲ့မွေတကောင်ရှိကြောင်းမဟာမူနီဖခင်ရှိကြောင်းចောင်းဆောက်လူတန်းစီခြင်းကြောင်းထူးဆန်းတဲ့အိမ်မက်တွေရပါတယ်အဲ့အတွက်ကြောင့်သူကဒီခြုံတွေကိုရှင်းလင်းတဲ့အခါမှာပေါ့နော်ဒီညောင်မင်းကြီးနဲ့မွေတကောင်ကိုတွေ့ရှိခဲ့တယ်လို့ဆိုပါတယ်အဲ့ဒါကြောင့်သူကဒီနေရာမှာဖခင်ကြောင်းဆောက်လုပ်ပြီးကိုးကွယ်ခဲ့ပါတယ်စစချင်းဒဏီမိုးចောင်းဖြစ်ပြီးတော့အခုမြင်နေရတာတော့2003ခုနှစ်နောက်ပိုင်းမှာအုံမြင့်ချပြီးတော့တိဆောက်ခဲ့တဲ့ ို့သိရပါတယ်မြန်မာနိုင်ငံမှာပထမဆုံးထီးတင်ပွဲလုပ်ခဲ့တဲ့ဖះအကြောင်းလေးဖြစ်ပါတယ်ငွေက6000ခဏဆောင်ပြတ်သွားပြီညာဒီ6000ခဏဆောင်အဲ၄တော့ဒါတော့တမယာတိရတလုံး900မပိုင်းရင်ကောအလူကန်ဌာနပါခုနအုံမင်းငပြောပဲဝယ်လာပြီဒီအလူကန်ဌာနမှာ ဖြတ်ပိုင်းလေးရင်ဖြတ်ကြပါမယ်ကြမ်းပိုင်းဖြတ်ပြီးသွားလို့ရှင်ခဏအောင်ကကျွန်တော်တို့ဒီအုံဒီခွဲတဲ့နေရာရှိပါတယ်ဒါဒီဘက်ဘေးလေးမှာပဲအဲဒီနေရာလေးမှာအုံဒီခွဲရမယ်အုံဒီခွဲပြီးတဲ့အချိန်ကြမှာကျွန်တော်တို့ကဒီ ចောင်းဆောင်ကြီးလည်းဝင်မယ်ပေါ့เนาะအဲចောင်းဆောင်ကြီးလည်းဝင်ပြီးတော့မှလူရမှာဖြစ်ပါတယ်ဒီပီလီခက်ဖေအားเจ้าကစူတောင်းပြည်တယ်လို့နာမည်ကြီးတာကြောင့် ကျွန်တော်တို့ဟိန္ဒူဘာသာဝင်နေတာမကပဲနော်ဗောနောဗုဒ္ဓဘာသာဝင်နေတယ်လာရောက်စုတောင်းအထိတ်ထိုင်ပြုကြပါတယ်တချို့ကလည်းဒီကျောင်းသုံးကျောင်းလုံးကိုအဲလူတန်းပြီးတော့အထိတ်ထိုင်ရင်အဲပို့ပြီးတော့ပြည့်တယ်လို့လည်းယုံကြည်ကြပါတယ်စုတောင်းလည်းပြည့်တယ်လို့ပေးထားတဲ့ဂရီကဝတ်တွေကိုလည်းပြန်လဲမမေ့မလျော့ပြုလုပ်ပေးရမှာဖြစ်ပါတယ်မေ့ရခဲ့ရင်အပေချင်းခံရတယ်လို့တာတကားတွေရှိခဲ့တယ်လို့လည်းကျွန်တော်သိရပါတယ် ီမှာပြန်လှူခဲ့လို့ရပါတယ်။ဟာလေးရတယ်ပြန်လှူလို့ရ။အနောက်ကျောင်းဘက်ကိုသွားတာဖြစ်ပါတယ်။ကျွန်တော်ဒီចောင်းကိုမရောက်ဘူးទេပြန်ကျွန်တော်ရှေ့ចောင်းနေပဲရောက်တယ်။ကအနောက်ဘက်မုတ်ကနေထွက်လာမယ်ဆိုလို့ရှင်နောက်ဘက်အပေါက်ပေါ့နော်။ တရားထွက်လာတယ်ဆိုရင်အဲဒီလိုလမ်းလေးလုပ်ပေးထားတယ်လမ်းကိုကျွန်တော်ဖဏတ်မပါဘဲနဲ့ရှောက်လို့လည်းအဆင်ပြေအောင်တော့ညင်ညင်ညာဖြစ်အောင်ဒီလိုလေးကိုတေချာခင်းပေးထားတယ်အဲလမ်းမလျှောက်ချင်ရင်တော့ဒီလိုသုံးမင်းလေးငားပါတော့ကားပါတယ်လို့ကကားပေါ်တက်ပြီးလို့ရှိရင်ဒီနားလေးကိုလာပါတော့ရှောက်လည်းများမလျှောက်ပါဘူး10မိနစ်5မိနစ်ပေါ့များဆိုတော့ကျွန်တော်ဆိုဖဏတ်မပါဘဲနဲ့အခုရှောက်နေအောင်အဆင်ပြေပါတယ် ပြီးလက်ခတ်ဟိန္ဒူဘုရားကျောင်းက၃ကျောင်းရှိပါတယ်။တားတော်ကျောင်းစူတောင်းပြည်စရိမဟာမုနိဝရယမေတော်ကျောင်းစူတောင်းပြည်စရိအံဃာရယ်အစ္စရိကွင်းမှန်ကြီးကျောင်းကုကြီးအရာဆိုပြီးတော့၃ကျောင်းရှိပါတယ်။ကျွန်တော်ဖះเจ้าနာမည်လေးတွေကိုပြောတဲ့အခါမှာအတန်ထွက်လေးနည်းနည်းမှားရင်းသွားတယ်ဆိုလို့ရှိရင်လည်းခွင့်လုပ်ပေးပါလို့ပြောချင်ပါတယ်။ lại xong thì chúng ta nhớ lấy lại này không nào được nhiều về đã mệt rồi cho cho tôi <laughs> lên cho tôi lên ်ခုနလိုမျိုးပဲပေါ့နော်။အုံဒီခွဲမယ်။ပြီးလို့ရှင်ကျောင်းဒီတောင်းဆောင်နဲ့ဝင်ပြီးတော့အဲကတ်မယ်ပေါ့နော်။ရှေ့ကျောင်းမှာလှုပ်တဲ့ပုံစံမျိုးပဲဒီကျောင်းမှာလှုပ်လို့ရအတူတူပဲပေါ့နော်။တကယ်တော့သုံးကျောင်းလုံးကိုသွားပြီးတော့လှူတယ်ဆိုမှပို့ပြီးတော့အတိတ်ခံပြည့်တယ်လို့ယုံကြည်ကြပါရဲ့။ ကျွန်တော်တို့အရင်ကရှိမှာပဲလှုပ်ပြီးတော့ပြန်ရအများတယ်ပေါ့နော်ဒီတော့တော့လှုပ်ပါမယ်ဆောင်းပါမယ်ဟုတ်ကဲ့ပါ ကွင်းပိုင်ပူချီအရာလို့ခေါ်တဲ့အကြောင်းပါသူကတော့အရက်ဆက်လို့ရတယ်ဗျာနော်အရက်တွေဆက်ပြတယ်ဒီတုံးချောင်းလို့ပူပါလာလို့ရှင့် ာဒါစဖို့ဆောင်ပေါ့ဒီမှာဆန်နေခမင်းချက်အများကြီးပဲဟိုရအများကြီးပဲတပုန်းနှစ်ခုသုံးပုံလေးတော့မိဖို့ကတည်းကရရနေကိုတန်တန်ရှင်းရှင်းပါတော့ဒါကတော့ကျွန်တော်တို့ထမင်းစားဆောင်ပေါ့နော်ထမင်းကျွေးပါတယ်နေရာထိုင်ခင်းရစားတက်ရတန့်ရှင်းပြီးတော့ လေးလေးချမ်းချမ်းရှိပါတယ်မကြွေးသေးဘူးပေါ့နော်လောလောဆယ်ကျွန်တော်စားပါမလို့ခဏစောင့်ပါမယ်စားပါမယ်ချိန်ရတော့စိတ်နိုင်ရှိပါပြီပေးနေတယ်ခမင်းထည့်တယ်ခမင်းထည့် တကက်ဖရာကြောင့်ရထူးခြားချက်ကတော့လာသမျှဖရာဘူးတန်ကိုတက်တက်လို့ချစ်တီးချမေးကြွေးရဖြစ်ပါတယ်လေကြရတယ်ဗျခက်ခင်းတာတယောက်ခမင်းထိုက်တာတယောက်ပဲဟင်းနေတာတယောက်အဲပြီးတော့လို့ရှိရင်ပုံသွားပြီဆိုတာ ਨੇ ပုံပြီ ਨੇ အဲလိုက်သိမ်းတာဆိုတော့စနစ်ကြတယ်တန့်ရှင်းမှုလည်းရှိရပါတော့ nhà thoát là bảo ý đi mà là xong bị xì về đấy, lưu đi nè nên nên chập bạn nó cứ cái áo cho này nhà thoát là bảo ý ေကတော့တော်တော်လေးကိုနေပြီနေလေသားလည်းစားပြီးသွားပြီကြားကြောင်းအကျူရဲ့ပဲဟင်းစားလို့ကောင်းအဲ့လားပပလာကြော်ဝဲလိုက်တယ်ပဲဟင်းနဲ့စားလိုက်တယ်တော်တော်လေးစားကောင်းတယ်ပြီးတော့ပြန်ပြီးပေါ့နော်နေရာလည်းပြန်ပြီးကျန်ကုန်ပြန်လိုက်ခဲ့ကြပါဦးဗျာ ီဘက်လမ်းကတော့တင့်ကောင်းအမ်ချိုင်းလေးရှိတယ်လိုင်းကားတွေရှိတယ်ဘေးတွဲတွေရှိတယ်ဆိုင်ကယ်တွေရှိတယ်ပိုဘီဗျူးဆိုင်ရဒီလိုကားမျိုးတွေရှိတယ်မကြော်တက်လားအဲ့ဒါယူကိုလမ်းမှန်တယ်ဆိုခေါင်းကြီးငုံမီနင်းနေလို့မရဘူးနည်းနည်းဂယူးဆိုင်ရတယ်ပေါ့နော်တက်စင်းလေးတွေပုံများတယ်ချိုင်းလေးတွေရှိတယ်သတိထားကြပါဒီဘက်ကိုနေမယ်ဆိုရင် က်ကောက်ဖျားကြော်လာပြီပေါ့နော်ဒီဘက်ကတော့လမ်းကောင်းသွားပြီဆိုတော့နင်းလို့ကောင်းပါရဲ့ဒီဘက်ကတော့လမ်းနဲ့တင်းမကောင်းတော့နည်းနည်းလေးလက်နေလာရဲပေါ့နော်ဒါတော့မောင်းနေပိုင်းနဲ့မို့လို့အာဘီတို့ gravel လို့ဆိုရင်တော့နည်းနည်းလေးပူညောင်းမယ်လို့ထင်နေကြတော့ block လေးကိုဒီမှာပဲရိုက်လိုက်တော့မယ်ပေါ့နော်အဲဒီနေ့ဒီလက်ခဲဖျားအကြောင်းကိုရှေ့ဝင်သွားသွားထားတယ်ဆိုပေမဲ့ဒီနေ့မတူတဲ့ file လေးခန်းစားလို့ရအောင်ကျွန်တော်ထည့်ရိုက်ပေးထားပါတယ်ပထမကောင်းကမပါတဲ့နေရာတွေပါဒီနေ့ သွားပြီးတော့ရိုက်ပေးထားတယ်ပေါ့နော်အားလုံးပဲကျေနပ်လိမ့်မယ်လို့ထင်ပါတယ်ကျွန်တော်နောက်တဲ့စိတ်ဝင်စားစရာကြီးစင်းတဲ့ပြန်လာပါမယ်ဘလော့လေးကိုစောင့်အောင်ကြည့်ပေးတော့လူကြီးများကြီးတို့အားလုံးပဲနောက်တဲ့ဗီဒီယိုအောင်ပြန်တွေ့ကြပါမယ်